အမေရိကန်ဆိုရက DKBA ဒီမိုကရေစီကရင်ကျိုးပြတက်မတော်နဲ့ခေါင်းဆောင်၄ဦးကိုဒီအွန်လိုင်းငွေလိမ်ဂိုင်းတွေကြားဖြတ်တွေကိုလက်ခံနေရပေးထားတာကြောင့်ဆိုပြီးတော့ဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ဒါအပြင်ဒီတရုတ်ရာဇဝတ်ဂိုင်းတွေနဲ့ဆက်ဆက်မှုရှိတဲ့ထိုင်းနိုင်ငံသား2ဦးကုမ္ပဏီ2ခုနဲ့ပိုင်ဆိုင်မှုတွေကိုလည်းဒဏ်ခတ်ပိတ်ဆို့လိုက်ပါတယ်။ DKBA ခေါင်းဆောင်တွေဖြစ်တဲ့စိုင်းကျော်လ၊ဆော့စတီ၊ဆော့စိန်ဝင်းနဲ့ဆော့ဆန်းအောင်တို့အပြင် TransAsia International Holding Group, Thailand Company Limited နောက်ဒီ Throat Star Company Limited တို့နဲ့အတူထိုင်းနိုင်ငံသားချက်မှုစွာန်တို့ကိုလည်းကြားဖြန့် online ငွေလင်ခိုင်းစင်တာတွေ DKBA နဲ့အတူပူးပေါင်းဆောက်လုပ်ခဲ့တာကြောင့်ဆိုပြီးတော့တန်ခတ်လိုက်ကြောင်းအမေရိကန်ဘဏ္ဍာရေးဌာနကနိုဝင်ဘာ12ရက်နေ့မှာကြေညာချက်ထုတ်ပြန်လာပါတရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေဟာမြန်မာနိုင်ငံနယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အွန်လိုင်းငွေလင်ကိုင်းစင်တာတွေဆောက်လုပ်ကနိုင်ငံတကာကအထူးသဖြင့်အသက်ကြီးရွယ်တွေကိုလှည့်ပြပြီးတော့ငွေလင်ယူရာကြောင်းအမေရိကန်တွေဒေါ်လာဘီလီယံနဲ့ချီဆုံးရှုံးခဲ့ရတယ်လို့အမေရိကန်ဘဏ္ဍာရေးဌာနအကြံဖတ်မှုနဲ့ဘဏ္ဍာရေးဆိုင်ရာထောက်လှမ်းရေးဌာနအတွင်းဝန်ဂျွန်ကေဟာလေးကပြောပါတယ် အခုလိုတန်ခတ်ပိတ်ဆို့လိုက်တဲ့သူတွေကနေလူကုန်ကူးတာနဲ့မြမပြည်ရင်းစစ်ပိုးပြီးတော့ဆိုးရွားလာအောင်မီးထိုးပေးနေတဲ့သူတွေဖြစ်တယ်ဆိုပြီးတော့လဲကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ဒါအပြင်မြို့တော် Washington DC ဆိုင်ရာ American အစိုးရရှေ့နေတဲ့တရားရေးဌာနလက်အောက်ခံရာဇဝတ်မှု တိုက်ဖျက်ရေးဌာနကွဲနောက်ဒီ FBI ပြည်ထောင်စုစုံစမ်းစစ်ဆေးဘီရိုတို့ပူးပေါင်းပြီးတော့ online ငွေလိမ်ဂိုင်းတိုက်ဖျက်ရေးအဖွဲ့ကိုစတင်ဖွဲ့စည်းมาလဲဖြစ်ပါတယ်။ ဒီဖွဲ့မှာပါဝင်တဲ့အထူးအေဂျင့်တွေရှေ့နေတွေအလုံးပူးပေါင်းပြီးတော့အရှိတောင်အရှာကအထူးသဖြင့်မြန်မာကမ္ဘောဒီးယားလာအိုနိုင်ငံကကြားဖြန့်ကိုင်းခေါင်းဆောင်တွေကိုပိုက်ဆိုင်တဲ့ရှာဖွေပြီးတော့အပြစ်ပေးတော့မှာဖြစ်တယ်လို့ဆိုပါတယ်မြန်မာဆီအုပ်စုခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့လက်အောက်ခံဒီ BGF စောချစ်သူထိန်းချုပ်ရာရွှေကုတ်ကိုနဲ့ DKBA ထိန်းချုပ်ရာ KK Park အပြင် ထိုင်းမြန်မာနယ်စပ်တကြောမှာ ရှားဖြန့် online ငွေလိမ်ခိုင်းအများပြားတိဆောက်ပြီးတော့တကဘာလုံးကိုငွေလှည့်ပြီးတော့လိန်နေတဲ့အထောက်အထားအများပြားထွက်ပေါ်လာပြီးမှ American ကအခုလိုမျိုးအထူးစုံစမ်းစစ်ဆေးအဖွဲ့ဖွဲ့စည်းပြီးတော့ဒီရာဇဝတ်မှုတွေကိုနှိမ်နင်းဖို့စူးစမ်းလာတာဖြစ်ပါတယ်ကျွန်တော်အောင်ဆွေပါ